အားလုံးပဲမင်္ဂလာပါ GDS Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုလင်းဦးနဲ့ပွဲတည်ပေးထားခဲ့တဲ့ Leon Harrison ဟာတချိန်လုံးကဒေဝါနဲ့ပြဿနာတွေရှိထားခဲ့ပူတဲ့ fighter တစ်ယောက်လည်းဖြစ်ပါတယ်2019ခုနှစ်တုန်းက Leon Harrison ကရိုးရလက်ဝဲလောကကိုဝေဖန်ပြောခဲ့တာကြောင့်ဒေဝါနဲ့ပြဿနာတွေဖြစ်ခဲ့ရတာပါအဲ့ဒီတုန်းက Leon ကလက်ဝဲဟာမွေထိုင်းထက်ပိုခတ်တယ်ဆိုပြီးတော့ယုံကြည်နေတဲ့သူတွေကအယူတွေပဲဆိုပြီးတော့ပြောသွားခဲ့တာပဲဖြစ်ပါတယ် Leon ပြောသားတာကိုဒေဝါကလည်းပြန်လည်တုံ့ပြန်ရင်းနဲ့သူတို့နှစ်ယောက်ကြားမှာပွဲတွေလည်းဖြစ်ခဲ့ရပါတယ် ေဝါဘကတော့လီယန်ကိုရိုးရလက်ဝဲစီးမြင်အောင်မှာထိုးတက်ဖို့အတွက်ကိုလည်းစိန်ခေါ်ခဲ့ပါတယ်။အဲ့ဒီတော့ကအမေရိကန်မှာ WSC ပြိုင်ပွဲတစ်ပွဲကိုကျင်းပဖို့ရှိနေခဲ့ပြီးတော့အဲ့ဒီပြိုင်ပွဲမှာထိုးတက်ဖို့အတွက်ကိုဒေဝါကစိန်ခေါ်ခဲ့ပါတယ်။ဒါပေမဲ့လို့သူတို့နှစ်ယောက်ရဲ့ပွဲကအမှန်တကယ်ဖြစ်လာခဲ့ခြင်းတော့မရှိပါဘူး။အဲ့ဒီနောက်မှာတော့ကိုဗစ်ကပ်ရောဂါကြောင့်ပွဲလဲနားတော့ခဲ့ရလို့ဒေဝါနဲ့လီယန်တို့ရဲ့ပွဲကဖြစ်လာဖို့အတွက်ကိုအလံဝေတော့ခဲ့ရတာပါ။ ခုတော့လီယန်ဟာရိုးရလက်ဝိဖိုက်တာတူနဲ့ကိုထိတ်တိုက်ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။သူ့အနေနဲ့အနားယူရာကနေပြန်လာခဲ့ပြီးတော့ဆိုလင်ဦးနဲ့ကိုထိုးတက်သွားရတော့မှာပဲဖြစ်ပါတယ်။ဝမ်ချမ်ပီယံရှစ်ကတော့ဒီတွဲဆိုင်ကိုလာမယ့်အော်ဂိုလာ၁ရက်နေ့မှာကျင်းပမယ်။1173ပြန်ပွဲမှာပွဲတက်ပြလိုက်တဲ့အကြောင်းကိုမကြတဲ့ခင်ကတရားဝင်ကြညာလာခဲ့ပါ යි ။အဲ့ဒီလိုမျိုးကြညာတဲ့ပိုအော့စ်မှာတော့ဒီဝါကမှတ်ချက်ဝင်ပေးပြီးတော့အစကစစ်ထိုးသွားခဲ့ပါ යි ။လွန်ခဲ့တဲ့9နှစ်ကလေးကသူ့ကိုပွဲဖြစ်လာဖို့အတွက်စင်ခေါ်ခဲ့တည်တယ်။အဲ့ဒီတုန်းကတော့သူကကြောက်နေခဲ့ပုံရပြီးတော့လက်မခံခဲ့ပါဘူး။ ူတာလက်ခံမယ်ဆိုရင်ပရာဟီတာအဖွဲ့တစ်ဖွဲ့တန်ဒေါ်လာ1000လို့မယ်ဆိုပြီးတော့ပါစင်ခေါ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီတော့ကလက်ခံလိုက်မယ်ဆိုရင်လည်းသူမျက်နှာကတေချာပေါ plastic surgery လုပ်ထားရမှာဆိုပြီးတော့ဒေဝါကပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။အခုလိုမျိုးတစ်ချိန်ကပြဿနာတွေပါပြန်ထလာခဲ့တာဟာဆိုလုံအတွက်ကတော့ပို့ပြီးတော့တာဝန်ကြီးသွားစေခဲ့တယ်လို့မြင်ပါတယ်။ရိုးရလဝိတ်လောကတစ်ခုလုံးရဲ့ဂုံတိတ်ခါပိုင်းကဆိုလင်းဥပေါ်မှာရောက်သွားခဲ့ရပြီဖြစ်ပါတယ်။ရိုးရလဝိတ်ကိုဝေဖန်ထားခဲ့တဲ့မွေထိုင်းဖိုက်တာကြီးကိုသူ့အနေနဲ့အရှုံးခံလို့တော့မဖြစ်တော့ပါဘူး။ ဒါကြောင့်မလို့ဒီပွဲမှာဆိုးလင်းဝအနေနဲ့ဘလောက်ထိတောင်မှလုံပြသွားနိုင်မလဲဆိုတော့ကိုစိတ်ဝင်စားစွာနဲ့စောင့်ကြည့်သွားရတော့မှာပဲဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်ကဒါမဲလာမှာကျင်းပပြုလုပ်သွားမယ်။ဝမ်ဖိုင်နယ်တတိယပြိုင်ပွဲမှာလည်းတွဲဆိုင်တွေကိုချပြနေခဲ့ပြီးပဲဖြစ်ပါတယ်။အခုဆိုရင်လည်း MMA တွဲဆိုင်တွေကိုလည်းဝမ်ဘက်ကနေပြီးတော့တရားဝင်ချပြလာခဲ့ပါတယ်။အဲ့ဒါကတော့ဘိုကန်မာဆူညံနဲ့ဆန်ရှားစာကီရိုတို့ရဲ့ Flyweight MMA တွဲဆိုင်ပဲဖြစ်ပါတယ်။ဒီတွဲဆိုင်ကတော့နည်းနည်းလေးထူးဆန်းနေတဲ့အချက်လေးရှိပါတယ်။ အဲ့ဒါကတော့ဒီဖိုက်တာ200စလုံးကလည်း Strawweight တန်းမှာထိုးတက်နေကြတဲ့ဖိုက်တာတွေပဲဖြစ်ပါတယ်။ဒါပေမဲ့လို့သူတို့ကိုပွဲတက်ပေးလိုက်တာကတော့ Flyweight တန်းမှာဖြစ်နေခဲ့ပါတယ်။ဖိုက်တာ200စလုံးကလည်း weight တန်းပြောင်းထိုးမဲ့ရည်ရွယ်ချက်ကြောင့်လားဒါမှမဟုတ်ရင်ပွဲနီးမှအဆင်ပြေသလိုဝင်းညှိထိုးလိုက်ရတာလားဆိုတာကတော့စဉ်းစားစရာပဲဖြစ်ပါတယ်။ Uzbekistan နိုင်ငံသားတယောက်ဖြစ်တဲ့ Sanshar Sakirov က World Championship မှာထိုးသက်ထားတဲ့၅ပွဲစလုံးကိုအနိုင်ရရှိထားခဲ့ပါတယ်။ အနိုင်ရထားတဲ့ငါးပွဲမှာဆိုရင်လေ၃ပွဲထစ်ကိုအလဲထိုးနဲ့ကိုမှအနိုင်ယူထားတာဖြစ်ပါတယ်။ဆန်ရှားကတော့1 Friday Fight ပွဲစဉ်တွေမှာအရင်ဆုံးထိုးတက်ခဲ့ရတာဖြစ်ပြီးတော့ပြီးခဲ့တဲ့နှစ်ထဲမှာပဲ၃ပွဲဆက်နိုင်ပွဲနဲ့အတူစကြုပ်ရလာခဲ့ပါတယ်။သူကတော့မကြာသေးခင်တုန်းကကျင်းပခဲ့တဲ့1 Fight 9 2ပြပွဲမှာဆိုရင်လည်းပဲ Indo Fighter Sapudra နဲ့ထိုးတက်ခဲ့ပြီးတော့ဒုတိယချီမာနဲ့အလဲထိုးနိုင်ခဲ့ပါတယ်။သူကလည်း Strawweight တန်းရဲ့အဆင့်9နေရာမှာတော့ရက်တီလာနိုင်ခဲ့ပြီးတော့ခပတ်လူခွေနဲ့ကိုနှီးလာမှာဝိတ်တန်းပြောင်းလိုက်တာကြောင့် စိတ်ဝင်စားဖို့လည်းကောင်းနေခဲ့ပါ යි ။ဘူကန်မာဆူညာကလည်းစက်ထရိုဝိတ်တန်ချန်ပီယံလူခွေးနဲ့ကိုနှိစက်ခဲ့မှုတဲ့ဖိုက်တာတစ်ယောက်ပဲဖြစ်ပါ යි ။သူကတော့စက်ထရိုဝိတ်တန်ချန်ပီယံဟာဂျာရက်ဘရက်အပါဝင်ခေါင်းပိုက်ဖိုက်တာကြီးတွေနဲ့လည်းထိုးတက်ခဲ့မှုပါ යි ။ဝမ်ချန်ပီယံရှစ်မှာ6ပွဲထိုးတက်ထားပြီးတာတော့မှ2ပွဲနိုင်2ပွဲရှုံးရလက်ကိုလည်းပိုင်ဆိုင်ထားခဲ့ပါ යි ။ဒီပွဲကဝိတ်တန်နှစ်ခုစလုံးအတွက်ဥတည်နေခဲ့တဲ့ပွဲမျိုးလို့လည်းပြောလို့ရပါ යි ။ဖိုက်တာနှစ်ယောက်စလုံးကတော့စက်ထရိုဝိတ်ဖိုက်တာတွေဖြစ်နေခဲ့ပေမဲ့လို့ဖလက်ဝိတ်တန်းမှာထိုးတက်သွားကြမဲ့အနေအထားဖြစ်နေပါ යි ။ ဒါကြောင့်မို့လို့အနံ့ရတဲ့ fighter က Joshua Pasi ကိုထန်ကနေ Strawway ခပတ်လူခွင့်ကိုလည်းမျှော်လင့်လို့ရတယ်လို့ Adriano Moris နဲ့ Ruya Waka Masuro ရဲ့ပွဲကနေပေါ်ထွက်လာမယ် Champion အစ်စီကနေပြီးတော့ Flyway ခပတ်လူရမယ်သူလည်းဖြစ်လာနိုင်ပါတယ်ဒီပွဲမှာရှုံးပွဲမရှိ fighter ဖြစ်တဲ့ဆန်ရှားအနေနဲ့ရှုံးပွဲမရှိဆန်ချိန်ကိုဆက်ထိန်သွားနိုင်မလားဆိုတာလည်းစောင့်ကြည့်သွားရမှာလည်းဖြစ်ပါတယ် မကြခင်ကျင်းပတော့မဲ့1172ပြိုင်ပွဲရဲ့ခေါင်းပွဲကြီးမှာဆိုရင်တော့ Rotten နဲ့ Takeru ရဲ့ပွဲစဉ်ကခေါင်းပွဲအနေနဲ့ကိုထိုးသက်သွားကြမှာလည်းဖြစ်ပါရင်ဝမ်ချန်ပီယံရှစ်ကတော့ဒီပွဲကိုခပတ်လူပွဲအနေနဲ့ကိုတည့်ပေးခြင်းပဲလဲမအောင်မြင်ခဲ့ပါဘူးဒီပွဲမတန်ခင်မှာဂျာကော့စမစ်နဲ့ပွဲမှာလဲရော့တန်ဟာဝိတ်ပို့ပြီးတော့ချန်ပီယံခပတ်ကိုဖြုတ်ချခံလိုက်ရတာကြောင့်မလို့ပဲဖြစ်ပါ යි ချန်ပီယံလူပွဲအများကြီးကိုပါဝင်ပေမဲ့ဝမ်ချန်ပီယံရှစ်ကချန်ပီယံလူပွဲမဟုတ်တဲ့ရော့တန်တို့ရဲ့တွဲဆိုင်ကိုပဲကောင်းပွဲပေးခဲ့ပါ යි ချန်ပီယံလူပွဲမဟုတ်တဲ့ပွဲတွေကတုံးကြီးပဲထိုးတက်နေကြတယ်ဆိုပေမဲ့ ရော့ထန်နဲ့ထာကေရူရဲ့ပွဲစဉ်ကိုတော့စူပါဖိုင်အနေနဲ့ခေါင်းစဉ်တက်ပြီးတော့ငါးကြိမ်ပွဲဖြစ်ကုန်မှထိုးတက်ခိုင်းပါလေဖြစ်ပါတယ်။ဒီပွဲကအရင်ကတည်းကကိုပရိသတ်တွေစောင့်မျှော်နေကြတဲ့ပွဲဖြစ်တာကြောင့်ခေါင်းပွဲဖြစ်ဖို့ကလည်းထိုက်တန်တယ်လို့မြင်ပါတယ်။လက်ရှိမှာဆိုရင်လည်းနာမည်ကြီးဖိုက်တာကြီးတွေနဲ့ဖိုက်တာဟောင်းကြီးတွေကပါဒီပွဲအတွက်ကိုသူတို့ရဲ့အမြင်တွေကိုလည်းထုတ်ပြောလာနေခဲ့ပြီးပဲဖြစ်ပါတယ်။အဲ့ဒီအထဲမှာမှာ one champion ရှိရဲ့ flyweight champion ဟာ Dimitri ရဲ့ဂျွန်ဆင်လည်းပါလာခဲ့ပါတယ်။ဒီကြီးကတော့ one championship မှာပထမဦးဆုံး horse of fame ဖြစ်ကိုမှတတ်မှတ်ခံရတဲ့ fighter ဖြစ်တယ်လို့ ရော့ထန်ရဲ့ပြန်ပတ်ဟောင်းတူဦးလည်းဖြစ်ခဲ့ပါတယ်။ဒီကြီးကလည်းရော့ထန်ထာကေရူရီရဲ့ပွဲနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အမြင်ကိုလည်းအခုလိုမျိုးပြောလာခဲ့ပါတယ်။ရော့ထန်နဲ့ထာကေရူရီရဲ့ပွဲကပွဲကောင်းတစ်ပွဲတော့ဖြစ်လာမှာပါ။ရော့ထန်ကပြန်ပတ်ကိုတောက်လျှောက်ဖိအားပေးထိုးတက်တက်တဲ့ပုံစံမျိုးရှိပါတယ်။ဒါကြောင့်ဒီဘွဲမှာဆိုရင်လည်းရော့ထန်ပဲစားသွားလိမ့်မယ်လို့ထင်ပါတယ်ဆိုပြီးတော့ဒီမီထရီရဲ့ဂျွန်ဆင်ကပြောသွားခဲ့တာပဲဖြစ်ပါတယ်။ထာကေရူကမကြခင်မှာပဲအနားယူတော့မယ်အကြောင်းကိုလည်းအင်တာဗျူးတွေမှာမကြခဏကိုထုတ်ပြောထားလေးရှိပါတယ်။ ်ရောထန်တဲ့ပွဲကိုသူ့ဘွားအတွက်ကိုအရေးကြီးတဲ့ပွဲတစ်ပွဲလို့မှတ်ယူထားပြီးတော့မဖြစ်မနေအနိုင်ကစားသွားမယ်လို့လည်းပြောထားခဲ့ပါတယ်။နောက်ပိုင်းမှာတော့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေခဲ့ရတဲ့ရောထန်ဟာဆိုရင်လည်းဒီပွဲမှာအနိုင်ရလက်ရယူပြပြီးတော့ထိုင်းပရိတ်သတ်တွေစစ်ကျင်တဲ့အောင်လို့ပြန်လုပြဖို့ကိုလည်းလိုအပ်နေပါတယ်။ Fighter နှစ်ဦးစလုံးအတွက်ကိုမှအရေးပါတဲ့ပွဲတစ်ပွဲလည်းဖြစ်တာကြောင့်နှစ်ဆလုံးကတော့အကောင်းဆုံးပြင်ဆင်လာကြမှာဖြစ်ပြီးတော့ပွဲကလည်းပွဲကြံတဲ့ပွဲကိုဖြစ်လာမှာပဲဖြစ်ပါတယ်။အနိုင်ရလဲကတော့ဘသူအတွက်ဖြစ်မလဲဆိုတာကတော့ပရိသတ်တွေအနေနဲ့စိတ်ဝင်စားစောင့်ကြည့်သွားရဖို့ပဲရှိပါတယ်။ ဂျပန်မှာကျင်းပသွားမယ်1172ပြိုင်ပွဲမှာဆိုရင်တော့တတိဆာ MMA fighter လေး Adrian Lee တို့ရဲ့တွဲဆိုင်ကလည်းပါဝင်လာမှာပဲဖြစ်ပါတယ်။ Adrian Lee ကတော့ MMA ပွဲနှစ်ပွဲတာထိုးတက်ထားဖို့တည်တာဖြစ်ပြီးတော့နှစ်ပွဲစလုံးကိုတော့ချုပ်ကွက်နဲ့ကိုပွဲတိတ်ထားနိုင်ခဲ့ပါပြီ။အသက်18နှစ်သာရှိတဲ့လူငယ်လေး Adrian Lee ဟာလည်းပွဲစပြီးဆိုကြတဲ့ကကြံကြံတန်တန်ကစားတက်ပြီးတော့ ပွဲတင်ဖို့ကိုပဲဦးတည်နေတာဖြစ်ပါပြီ1172မှာသူရဲ့ထိုးတက်သွားရမယ့်ပြိုင်ဘက်ကတော့ဂျပန်ဖိုက်တာရှိုဆိုအင်ဆိုဂျီမာပဲဖြစ်ပါပြီဒါကဂျပန်ဖိုက်တာရှိုဆိုအတွက်ဝမ်ချန်ပီယံရှစ်မှာပထမအဆုံးထိုးတက်ရမယ့်ပွဲလေးဖြစ်ပါပြီဝမ်ကိုမရောက်ခင်တော့ကဂလိုက်ဒီယေတာဆိုတဲ့အဖွဲ့အစည်းမှာထိုးတက်ခဲ့တာဖြစ်ပြီးတော့ငါးပွဲစလုံးကိုအနိုင်ရရှိထားခဲ့ပါပြီအသက်28နှစ်ရှိပဲဆိုပေမဲ့လို့ MMA ပွဲ၅ပွဲတာကစားထားဖူးသေးတာကြောင့်အတွေ့အကြုံကတော့အဒရီလီနဲ့ကိုမှအရန်ကြီးကိုမကွာနိုင်ပါဘူးသူကတော့ MMA ၅ပွဲထိုးတက်ထားရမှာတပွဲကိုချုပ်ကွက်နဲ့ပွဲတင်ပြီးတော့ကျန်တဲ့၄ပွဲကိုတော့အ မှတ်နဲ့ကိုနိုင်ထားတာပဲဖြစ်ပါတယ်။ဒီပွဲမှာတော့အန်ဒရီလီအနေနဲ့ကိုမှပြီးခဲ့တဲ့ပွဲတော့ကလို့ပဲလွယ်လွယ်ကူကူအနိုင်ယူပြသွားနိုင်မလား။ဒါမှမဟုတ်ရှိုးဆိုကပဲအန်ဒရီအတွက်ကိုခက်ခဲတဲ့ပြိုင်ဘက်တစ်ယောက်ကိုဖြစ်လာမလားဆိုတာကတော့စောင့်ကြည့်သွားရမှာလေဖြစ်ပါတယ်။ လီမီတာစုကထွက်ပေါ်လာခဲ့တဲ့အက်ဒရီလီဟာတချိန်ကြာရင်အောင်မြင်လာမယ့် MMA fighter တဦးအနေနဲ့လည်းအားလုံးကတုံ့တက်နေကြပါတယ်။လက်ရှိအချိန်ထိတော့ World Championship ကသူ့ကိုကောင်းပိုင်းစစ်ထစ်ကိုပြီးမတက်သေးပဲနဲ့လွယ်ကူတော့ပြိုင်ဘက်တွေနဲ့ပဲပေးတွေ့နေသေးတာလည်းဖြစ်ပါတယ်။ဒီဘက်ပြီးသွားပြီဆိုရင်တော့သူ့ရဲ့ fighter ဘဝအတွက်ကိုချိုးကွေးတစ်ခုကလည်းရောက်လာဖို့ရှိနေပြီးတော့နမကြီး fighter တွေနဲ့လည်းထိုးတက်လာရနိုင်ပါတယ်။အက်ဒရီနီနဲ့ကတော့သူ့အနေနဲ့ပြိုင်ဘက်ဘယ်သူလဲဆိုတာရွေးချယ်လို့မရှိပဲနဲ့ဘယ်ပြိုင်ဘက်ပဲလာလာအဆင်သင့်ဖြစ်အောင်လို့ပဲပြင်ဆင်ထားတဲ့ကြောင့်ကိုလည်းပြောလာခဲ့ပါတယ်။ ကျွန်တော်ကတော့ပြိုင်ဘက်ဘယ်သူလဲဆိုတာကိုရွေးချယ်လို့မရှိပါဘူး။ပွဲစည်းစဉ်သူတွေနဲ့ကျွန်တော်ရဲ့အဖွဲ့ကစီစဉ်ပေးလာတဲ့ဘယ်ပြိုင်ဘက်ကိုမှစိုးထိုးတက်သွားမှာလည်းဖြစ်ပါရင်ဘယ်သူပဲလာလာကြောက်ရွံ့နေမှာမဟုတ်ပါဘူး။ပွဲစည်းစဉ်တဲ့အပိုင်းကိုကကျွန်တော်အဖေနဲ့အကိုတို့ကပဲလုပ်ကြတာပါ။ကျွန်တော်ကတော့ပွဲအတွက်ကိုပြင်ဆင်စရာရှိတာတွေကိုပဲပြင်ဆင်ဖြစ်ပါတယ်ဆိုပြီးတော့အန်ဒရီလီကတော့ပြောပြသွားခဲ့တာပဲဖြစ်ပါရင်ကော်နာမက်ဂရဂါဟာဆိုရင်တော့တန်ရာရာပေးကလေးကပွဲဝင်နေတာတော်တော်လေးကိုကြာနေပြီပဲဖြစ်ပါရင် ပြီးခဲ့တဲ့ဇွန်လမှာတော့က UFC က Conor McGregor နဲ့ Michael Chandler တို့တွဲဆိုင်ကို UFC 303မှာပွဲတင်ပေးထားခဲ့ပါတယ်ဒါပေမဲ့လို့ UFC က303က Conor McGregor နဲ့ Michael Chandler ရဲ့ပွဲကပွဲနာနီမကိုပြတ်သွားခဲ့ရပါတယ်။အကြောင်းကတော့ Conor ကဒဏ်ရာရရှိသွားခဲ့လို့နှုတ်ထွက်သွားခဲ့တာပဲဖြစ်ပါတယ်။ ပွဲပြတ်သွားတဲ့နောက်ပိုင်းမှာလည်းကော်နာရဲ့ပွဲတရင်တွေကတိကျတည်ကြတဲ့တရင်မျိုးမရသေးပါဘူး။ကော်နာနဲ့ပွဲတဲ့ဖို့စီစဉ်ထားခဲ့တဲ့ Michael Chatwell လာတော့မှဂျားရဲမှာ Chess Oliveira နဲ့ထိုးတက်ထားခဲ့ပြီဖြစ်တယ်လို့အခုဆိုရင်လည်းပဲနောက်ထပ်တပွဲအနေနဲ့ Perry Bimblet နဲ့ကိုမှထိုးတက်သွားရတော့မှလည်းဖြစ်ပါ යි ။ကော်နာတယောက်ကတော့ MMA လောကထဲကိုတကြောပြန်ပြန်ဝင်လာတာကိုမြင်ရဖို့ကလည်းမတိကျတော့တဲ့အနေအထားတွေဖြစ်လာပါ යි ။အပြင်လောကမှာဆိုရင်လည်း Conor McGregor ဟာပွဲပြန့်ထိုးဖို့ပြင်ဆင်တာမျိုးတွေ ဖိုင်တာတယောက်ရဲ့နေထိုင်မှုပုံစံတိုင်းကိုနေရာမျိုးတွေလည်းမရှိတော့ပါဘူး။သူရဲ့ပိုင်ဆိုင်မှုတွေရကလည်းပွဲပြတ်ထိုးပြီးတော့ငွေရှာရလောက်အောင်ကိုမလိုတော့တဲ့ထိကုံမှာပြေဆုံးနေခဲ့ပြီးပဲဖြစ်ပါသေးတယ်။ကော်နာနဲ့ဝေတန်တခုထဲမှာထိုးတက်နေခဲ့တဲ့ Charles Oliver ဟာဆိုရင်လေကော်နာရဲ့နာကန်နဲ့ပတ်သက်ပြီးတော့သူ့ရဲ့မြင်ကိုမှတ်ချက်ပေးသွားခဲ့ပါသေးတယ်။ကော်နာကတန်စကားတွေကိုပြောင်းဝင်လာမှာမဟုတ်တော့တဲ့အတွက်ပရိသတ်တွေအနေနဲ့သူ့ကိုမမျှော်လင့်တင်တော့တဲ့အကြောင်းကိုပြောသွားခဲ့တာပဲဖြစ်ပါသေးတယ်။ဒီဥသားဆုံးပြောရမယ်ဆိုရင်ပရိသတ်တွေပါလို့ကော်နာကိုမျှော်လင့်နေကြသေးလဲဆိုတာနားမလည်နိုင်ဖြစ်ရပါသေးတယ်။ သူကတော့ဒီကစားနီးမှာလုံပြတဲ့နာတွေအားလုံးကိုလုံပြပြီးသွားခဲ့ပါပြီ။သူနေတဲ့ပြင်လောကမှာပါသူ့ရဲ့ပုံစံအတိုင်းနေထိုင်သွားတော့မှာပါ။ပရိသတ်တွေကတော့သူ့ပြန်လာမှာကိုထိုင်ဆောင်နေကြတယ်။မိုက်ကယ်ချန်ထရယ်လာဟာဆိုရင်လည်းနှစ်နှစ်ခွဲလောက်အချိန်ကုန်သွားရပါတယ်။ပရိသတ်တွေနေတဲ့သူ့ကိုမေးလိုက်ကြဖို့ကိုအကြံပေးကြပါတယ်။ကော်နာကပွဲပြန့်ထိုးပြတော့မှာမဟုတ်ပါဘူးဆိုပြီးတော့ Charles Oliver ကပြောသွားခဲ့တာပဲဖြစ်ပါတယ်။ ။တစ်ဆက်တည်းမှာပဲ Charles က lightweight တန်းကိုတက်ရတော့မယ်။ Ilya Topuria ကိုလည်းစိန်ခေါ်သွားခဲ့ပါသေးတယ်။ Ilya ကတော့ featherweight champion ပွဲကိုတော့မှဆွန့်လွတ်ပြီးတော့ lightweight တန်းကိုတက်ဖို့အတွက်ကိုမှဆုံးဖြတ်ခဲ့ပါသေးတယ်။လိုက်ဝိတ်တန်းမှာတော့ UFC ကသူ့ကိုခပတ်လူ့ခွင့်ချက်ချင်းပေးသွားမလားတခြားတော့ fighter တဦးနဲ့ကိုမှလက်ရည်ဆစ်ဆစ်သွားမလားဆိုတာကတော့မသိရသေးပါဘူး Charles ကတော့သူ့အနေနဲ့ Ilya ကိုလည်းအလဲထိုးနိုင်တယ်ဆိုပြီးတော့စိန်ခေါ်သွားခဲ့တာပဲဖြစ်ပါ යි ကျွန်တော်ကတော့ဘသူနဲ့ပွဲတည့်ပေးလာလားထိုးတက်ဖို့အဆင်သင့်ရှိနေပါ යි အီလီယာကိုလည်းလေးစားပေးမယ်လို့လိုက်ဝိတ်တန်ကတူတင်ထားတာထက်ပိုခက်ခဲတယ်ဆိုတာကိုတော့သတိပေးချင်ပါတယ်ကျွန်တော်ကပါဝါလဲရှိတယ်လို့ဂျီဂျီစုပိုင်းမှာလဲထင်ထားတာတက်ပူကောင်းပါတယ်ကျွန်တော်အနေနဲ့အီလီယာတိုပိုရီယာကိုအလဲထိုးပြနိုင်ပါတယ်ဆိုပြီးတော့ချတ်စ်အိုလီဗေကတော့ပြောသွားခဲ့တာပဲဖြစ်ပါတယ် UFC ကအားထားခဲ့ရတဲ့ fighter ကြီး Alex Pereira ဟာဆိုရင်တော့မန်ဂိုမက်အန်ကာလာ F ကိုရှုံးနေခဲ့ပြီးတော့ light heavyweight champion ပွဲကိုလက်လွတ်ခဲ့ရပါတယ်ဒီပွဲကတော့ Alex အတွက်ကိုမှအများကြီးကိုနှိမ့်နာခဲ့ရတဲ့ပွဲလည်းဖြစ်ပါတယ် UFC ကရောပရိသတ်တွေကပါ LS ကိုအများကြီးကောမှမျောလင့်ခဲ့ကြတာပါအချိန်ကြာရင် heavy weight တန်းကိုတက်ပြီးတော့ John Jones တို့အပ်ပင်နယ်တို့ကိုဆင့်ခေါ်ဖို့နဲ့ middle weight ကိုပါပြင်ဆင်ပြီးတော့ Drake to Plessis ကနေပါ champion ပွဲကိုလူနိုင်ဖို့ကိုမျောလင့်ထားခဲ့ကြတာပဲဖြစ်ပါတယ်ဒါပေမဲ့လက်ရှိမှာ light heavyweight ခပတ်ကိုပါလက်လွတ်ခဲ့ရတာကြောင့် LS အနေနဲ့မျောလင့်တယ်လို့မျိုးဖြစ်လာနိုင်ပါအောင်မလားဆိုတာကတော့တန်တရားဝင်စရာကောင်းလာပါတယ် သူ့အနေနဲ့အရင်ဆုံးမာကိုမတ်ထန်ကနေပြီးတော့ Light Heavyweight Champion ပွဲကိုပြန်ဆင်ခေါ်ရအောင်မှဖြစ်ပြီးတော့ UFC ကလည်းချက်ချင်းမချေပွဲပေးလာဖို့ကိုလည်းရှိနေခဲ့ပါတယ်။သူ့အနေနဲ့မာကိုမတ်ကိုမချေပွဲမှလည်းမရှိနိုင်ပဲနဲ့ဒီဝိတ်တန်းမှာ Champion ပြန်မဖြစ်နိုင်တော့တဲ့အခါကျရင်တော့ဝိတ်တန်းပြောင်းဖို့ကိုစဉ်းစားလာနိုင်ခြေလည်းရှိပါတယ်။ Drake ကလည်းအရင်တုန်းက LS နဲ့ကိုမှထိုးတက်ခြင်းကြောင့်ပြောခဲ့ပုံပဲလို့အခုကတော့သူ့အနေနဲ့လည်း LS နဲ့ကိုမှမထိုးတက်ခြင်းတော့ကြောင့်ကိုပြောပြသွားခဲ့ပါတယ်။ LS ရဲ့ခက်ကလည်းကုံဆုံးသွားခဲ့ပြီလို့လည်း Drake ကတော့ပြောဆိုသွားခဲ့ပါသေးတယ်။ ။ဒါကြောင့်မလို့ LS အနေနဲ့မကြေပွဲမှာမာဂိုမတ်ကိုအနိုင်ယူပြီးတော့ဂုံတိခေါပိုင်းကိုပြန်လည်တိစားဖို့အတွက်ကိုလိုအပ်နေခဲ့ပါ යි ။မာဂိုမတ်တို့ဘက်ကလည်း LS နဲ့ချက်ချင်းမကြေပွဲထိုးဖို့အတွက်ကိုလက်ခံမယ်အကြောင်းကိုပြောထားခဲ့တာပဲဖြစ်ပါ යි ။ဒါကြောင့်မလို့မကြေပွဲကဒီနှစ်ကုန်ပိုင်းလောက်မှာပဲပြန်ဖြစ်လာဖို့ရှိနေပါ යි ။ Alice ကိုရန်ကလည်းပွဲပြီးမှအကောင်းဆုံးပြင်ဆင်ပြီးတော့မကြေပွဲကိုပြန်ထိုးမယ်လို့ပြောသွားခဲ့ပါ යි ။ LS အနေနဲ့မချေပွဲကြရင်ရောဘယ်လောက်ထိကိုမှပြင်ဆင်လာနိုင်မလဲဆိုတာနဲ့ချန်ပီယံကပတ်ကိုရောပြန်ယူနိုင်ပြအောင်မလားဆိုတာကတော့စောင့်ကြည့်သွားရမှာလည်းဖြစ်ပါ යි ။ ဒီကနေ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲเนาะ။လာမယ့်နေ့ရက်တွေမှာလည်းအားကစားလောကကစိတ်ဝင်စားစရာအကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကိုလည်း like and subscribe လေးလုပ်ထားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။အားလုံးပဲတာယာပျော်ရွှင်ပွဲရကောင်းသောနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။